ဒီနေ့မှမျှဝေပေးခြင်းတာကတော့ဒီလိုဓာတ်ပုံကနေပြီးတော့အဲဒီလိုဗီဒီယိုမျိုးလေးပေါ့နော်ဒီလိုဗီဒီယိုမျိုးလေးဖြစ်သွားအောင်လို့ကီလိုဖန်တီးတဲ့နည်းလေးကိုကျွန်တော်ဒီနေ့မှမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Beauty Plus software လေးရှိနေဖို့လိုအပ်ပါတယ်။ beauty plan software မရှိသေးဘူးဆိုရင်เนาะကျွန်တော်တို့ဒီ play store မှာသွားပြီးတော့ beauty plan software ကို install လုပ်ပြီးတော့ဖုန်းထဲကိုထည့်ရမှာဖြစ်ပါတယ် play store ကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ play store ကိုဖွင့်ပြီးသွားပြီဆိုရင်เนาะဒီ search icon ၄ကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီ search bar မှာ beauty plan လို့ရိုက်ထည့်လိုက်ပါ beauty plan လို့ရိုက်လိုက်တာနဲ့ဒီအောက်မှာ beauty plan စာတန်လေးပေါ်လာမှာဖြစ်ပါတယ်အဲ့စာတန်လေးကိုတစ်ချမ်းနှိပ်လိုက်ပါအဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီအောက်နာမှာ beauty plan software လေးပေါ်လာမှာဖြစ်ပါတယ်အဲ့ beauty plan software လေးကိုတစ်ချမ်းနှိပ်လိုက်ပါ ကျွန်တော်ကတော့ဒီ beauty plus software ကိုဖုန်းထဲကိုထည့်ပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာ install လို့မပေါ်ဘူးပေါ့နော်ဒီမှာအဲ update လို့ပဲသူကကြာနေတာဖြစ်ပါတယ်မိတ်ဆွေတွေရဲ့ဖုန်းထဲကို install လုပ်ပြီးမထည့်ရသေးဘူးဆိုရင်တော့ဒီနေရာမှာ install ဆိုတာပေါ်နေမှာဖြစ်ပါတယ် install ဆိုတာကိုနှိပ်ပြီးတော့ဖုန်းထဲကိုထည့်လိုက်ပါဖုန်းထဲကို install လုပ်ပြီးသွားပြီဆိုရင်တော့ဖုန်းရဲ့မျက်နှာပြင်မှာဒီ beauty plus software လေးကို တွေ့ရမှာဖြစ်ပါတယ် beauty plus software လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ beauty plus software လေးကိုနှိပ်ပြီးဖွင့်ပြီးပါပြီဆိုလို့ရှိရင်တော့ဒီအဲ agree လောက်ခိုင်းတာတော့ဘာတော့ဘောနော် allow လောက်ခိုင်းတာတော့အဲ့လိုမျိုးသူနှိပ်ခိုင်းလိုက်မယ်နော်အဲ့ဒါလေးတွေကလွယ်ကူတဲ့အတွက်ကျွန်တော်မပြတော့ဘောနော်ပြီးရင်တော့ကျွန်တော်တို့ဒီတဲကိုရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်နာက AI filter ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ အဲ့လိုလေးနှိပ်လိုက်တာနဲ့ကျွန်တော်အဲဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီအောင်နာကဗီဒီယိုဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဗီဒီယိုကိုနှိပ်ပြီးသွားပြီဆိုရင်ဒီပုံလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီနေရာမှာကိုပြုတ်လုံးမဲ့ဓာတ်ပုံပေါ့နော်ကိုပြုတ်လုံးမဲ့ဓာတ်ပုံကိုရှင်းလိုက်ပါအဲကျွန်တော်ကတော့ဒီဓာတ်ပုံလေးတစ်ပုံနဲ့ကျွန်တော်အစမ်းပြုတ်လို့ပြမှာဖြစ်ပါတယ်ကိုပြုတ်လုံးမဲ့ဓာတ်ပုံကိုတစ်ချက်နှိပ်လိုက်ပါ ကျွန်တော်တို့ပြီးရင်တော့ဒီနေရာမှာကျွန်တော်ပြုလုပ်မဲ့တပုတ်လေးပေါ်နေမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဒီနေရာမှာတစ်ခုရှိတာကဒီအောင်းနာမှာအာအကွက်လေးပေါ့နော်။အဲ့အကွက်လေးရှိတယ်။အဲ့အကွက်လေးအဝိုင်းလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါ။ဒီလိုမျိုးအမှန်ကြီးလေးဖြစ်အောင်နှိပ်လိုက်ပါ။အဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီနေရာလေးကိုတစ်ချက်နှိပ်ပါ။ဒီ you this time ဆိုတဲ့နေရာလေးပေါ့နော်။ a you this time ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ကမ်းမှာဖြစ်ပါတယ်။အဲ့လိုနှိပ်လိုက်တာနဲ့ကျွန်တော်ဒီနေရာမှာကျွန်တော်ပြုလုပ်တဲ့ဓာတ်ပုံကိုသူက AI နဲ့ generate လုပ်ပေးနေပြီဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်ပြီးတဲ့အထိကိုစောက်ပေးရပါမယ်။ဒီနေရာမှာကျွန်တော်တို့တစ်ခုရှိတာကသူကဓာတ်ပုံကိုဗီဒီယိုဖြစ်အောင် AI နဲ့ generate လုပ်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်းတော့ကြာတတ်တယ်ပေါ့နော်ကျွန်တော်တို့စိတ်ရှိရှိနဲ့တိခန့်ပြီးတော့စောက်ပေးရမှာဖြစ်ပါတယ် တဲ့ပုံကိုဗီဒီယိုလုပ်လို့ပြီးပါပြီဆိုလို့ရှိရင်တော့အဲဒီလိုမျိုးလေးပေါ့နော်ပုံလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါအဲဒါဆိုလို့ရှိရင်တော့ကျွန်တော်လုပ်တဲ့ဓာတ်ပုံကနေပြီးတော့ AI နဲ့ဗီဒီယိုဖြစ်အောင်လို့ဒီလိုမျိုးပေါ့နော်ဗီဒီယိုလေးဖြစ်သွားအောင်လို့ generate လုပ်လို့ပြီးပြီဖြစ်ပါတယ်ကျွန်တော်တို့ကဖုန်းနဲ့စေ့ကျင်နေဆိုရင်တော့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီစေ့ကိုတစ်ချက်နှိပ်လိုက်ပါ အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ရဲ့ဖုန်းထဲကိုစလို့ပြီးပြီဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကဗီဒီယိုကြည့်တဲ့နေရာလေးကိုကျွန်တော်တို့သွားပြီးတော့ကြည့်မယ်ပေါ့နော်ဒီနေရာလေးကိုနှိပ်မယ်အဲနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဗီဒီယိုကြည့်တဲ့နေရာလေးကိုနှိပ်မယ်ပြီးရင်ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်ကြည့်မယ်အဲဒီမှာပေါ့နော်တပုတ်ကနေပြီးတော့ ျွန်တော်ဒီလိုမျိုးဗီဒီယိုလေးဖြစ်အောင်ကျွန်တော် AI နဲ့ဖန်တီးလို့ပြီးပြီဖြစ်ပါတယ်